ော့ဒီနေ့ပွဲစဉ်တွေမှာရှင်ဘိုးကတော်လီတော့ကခဲနိုင်မလားဆိုတော့မေးခွန်းမျိုးတော့ရှိတယ်။ဘာလို့ Falcon Esports ကသူတို့ဆော့ရတဲ့တစ်ချောင်းလုံးမှာအသင်းတိုင်းအကုန်လုံးတော့ပြန်ပြီးတော့တိထုတ်ထားတဲ့အနေထားမျိုးလို့သုံးသပ်လို့ရတယ်။အဲ့တော့ပွဲကတော့ပြန်လည်ပြီးတော့ဆလာပြီပေါ့နော်။ AI Esports တင်းတဲ့တူပဲ Falcon Esports တင်းတို့ရဲ့ဘာဆို3 series KA number 1ကိုကျွန်တော်အားလုံးတူတူကြည့်လိုက်အောင် KSV Voting လုပ်ပါအောင်နော် SV Voting ကတော့ဒီနေ့ပွဲအတွက် Red Intel ကိုသုံးသပ်ပေးပါအောင်ဒီပွဲနေရာတော့ကျွန်တော်ပွင့်နေပြီးတော့အကြောင်းတော့အရင်ပြန်စားရရရှိတယ် ဒါပေမဲ့ intense အရာတော့ရွေးရှင်းပါတယ်နှစ်သင်းလုံးကတော့ကျွန်တော် objective fight မှာအားပြင်ပြီးတော့အစီပြေနိုင်တဲ့ hero တွေထုတ်လာတယ်ပေါ့နော်ဒါအောက်မှာဆိုလို့ရှိရင်ဒီချောင်းယူရှောင်းမက်ဆာတို့ဒါ hero တွေပါပြန်ထွက်လာတယ်ပွင့်နေပြောရင် falcon ကဒီ rhyme နဲ့တော့ကလည်းတော့ဒီ hero sc lane ကိုဆော့တယ်ပြီးတော့ link up ပြီးတော့ double lane လာပြီး join တဲ့ပုံစံမျိုးတွေဒါမျိုးတွေ့ရတယ်ပေါ့နော်အခုလက်ရှိမှာလည်းဒီလိုပုံစံမျိုးပြန်သွားဖို့အတွက်တို့အနေနဲ့ပြင်ဆင်နေကြတယ်ဗျ Advanced intense fight တွေမှာအားကြီးမက်ချပ်ပြီးဒီ falcon နေနဲ့ဒါ bini ရဲ့ အဲကြော်ဒီကင်မီပိုင်းဆိုင်ရာကိုတို့ဒီပြန်လေအားကိုးရမယ်အချိန်ရှိရေဒီလိုဆန်ရဲ့ Trinity ၃ယောက်တိုင်ပြီးပြန်ဆောက်အောင်ပါနော်။အရင်ဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Ground နဲ့အပြန်သွားမယ်ချူရှင်းတွဲလုံးခုဗျာ။ Objective 5မှာဒီ main နှစ်ကောင်ရဲ့အလုံးလုံးမှုပေါ်မှာပြောင်းလဲဖြစ်သွားနိုင်နေဗျာ။မလနူးကို only ပဲလက်ချနေခဲ့ Strike ကတော့သွားပြီး Warcraft Pass လေးညွှန်နေခဲ့ဆိုပြီးမသေးကြတဲ့ခိုင်တဲ့တစ်ခုမှတော့သူ့အနေနဲ့ Shadow Key ဘာညာမပေးတော့ဆိုတဲ့အနေထားမျိုးလို့တွေးလိုက်ရတယ်ဗျာ။အဓိကကတော့ ချုံရောက်သွားခဲ့တယ်ဆိုတဲ့ခိုက်တက်တစ်ခုမှာ revitalize effort လို့ပဲ regeneration ပြန်လုပ်တယ်ဆိုတဲ့ချက်တစ်ခုကြောင်းတော့ header နဲ့ nuko အစီပြေသွားခဲ့တယ်ဆိုတဲ့ချက်တစ်ခုတွေ့လိုက်ရတယ်အားလည်းကမှချက်မှာတော့ broken wall normal jewelry messy ball ပြီးတော့ပြန်ပြဲနေခဲ့တဲ့ချက်တစ်ခုပြန်ပြီးရောက်လာတယ်တစ်ဖက်ကလည်း you shout နဲ့ blood dog for tap ပြရတဲ့ခိုက်တက်မှာ death winner retribution မှာ jewelry တညာရတယ် question လို့တစ်ဖက်ကလည်းပါလာခဲ့ area defense နဲ့ two line ပဲစတဲ့ငယ် freeze control မှာ death down shot backline ကို light down ရတယ် auto range ရောက်ရှိနေခဲ့တဲ့ခိုက်တက်မှာတော့ first starter five မှာ ai စတင်ပြီးတော့ဥဆောင်ထားခဲ့ပါဘီ ကဲ AI eSport တင်းနေနေတော့เนาะ first to the 5ကိုတော့တတ်တည့်ရလေးပဲလုံးဝအပိုင်တော့ယူထားသေးတယ်ဗျဟုတ်တယ်เนาะရှောင်းပေါင်းနဲ့ကျွန်တော်ဒီနေ့မှာတော့ဒါပြည့်မယ်ဆိုလို့ရှိရင်တော့ Caster Heady နဲ့ကတော့အနိုင်ငယ်စက်ကျင်ပလီတော့ဖြစ်နေနေတာပေါ့နော် 2v2 ဆိုတဲ့မျိုးတွေကသွားပြီးတော့ပြရတယ်။ Okay တခါတည်းပဲဒီနေရာမှာတော့ Yuri ရဲ့အဆုံးသတ်မှုတွေကြားထဲမှာပြန်လဲပျောက်သွားတယ်ဗျာ။ဒီချိန်ကနေပြန်စဉ်းစားမယ့်အချိန်ရောက်လာပြီ။ AI ကျော် Black နေနဲ့သူ့ရဲ့ signature ရရှိထားတဲ့အချိန်မှာတုံးပြန်ပုံတွေကတော်တော်ကောင်းတာမျိုးတွေမြင်တွေ့ရတယ်ဗျာ။ ီဘက်မှာတော့ကျွန်တော်ကျွန်တော်တို့ဒါ2-1အနေနဲ့ဒါ prediction လုပ်ထားတယ်ပေါ့နော်2-1 2-3ရဲ့နော်နဲ့ back ဟိုကိုဝေရောတူတူပဲဘယ်လိုလုပ်ပါအောင်နဲ့ခမန်းချက်တွေကတော့2-2 2-1နဲ့ပဲပေးထားတာဆိုတော့ဒီကတော့ကျွန်တော်တို့ကတော့ဒါပြောမယ်ဆိုလို့ရှိရင်တော့2-2ပေးချင်တာပေါ့နော်ဒါပေမဲ့လက်ရှိချိန်မှာကြတော့လေဒီ Dragon ပေးရပြီဆိုတော့2-2ပေးလိုက်တာဟုတ်ကဲ့ဒါပေမဲ့ဆိုတော့ထားပါတော့เนาะဒီမှာလက်ထပ်ပြီးတော့ပဲ Black အနေနဲ့ပြန်လည်ပြီးတော့ကြာသွားတဲ့အနေထားလို့တော့သုံးသပ်လို့ရတယ် AI က တို့ရဲ့ဒီအပိတ်ပွဲလေးမှာပေါ့နော်အနိုင်ပွဲတစ်ခုအနေနဲ့အတွင်ပြောင်းသွားနိုင်မလားဘာလို့ဆိုတော့ဒီနေ့တင်းရဲ့ကြားထဲမှာကလည်းပြန်စမှုကတော်တော်လေးပြင်းထန်တယ်ဗျအခုလဲအလီဒါတောက်လျှောက်ဆိုဆိုပဲဘလင်းဂျွတ် damage ကိုခံနေရတယ်ပဲပြန်လည်ပြီးတော့ဟောပဲလာအဲ့တော့ဘုံတွေပါရှိရတော့ဒါပေမဲ့တုံးတော့မတုံးပါဘူး ကဲအဲ့တော့ဘုံလေးရှိတယ်အယိုးလေးရေပြောတယ်လည်းဘဲလိုက်မယ်ဆိုတဲ့ဆိုင်တစ်ခုပါလေကျွန်တော်တို့ရန်အီတော့တိတ်မတွေ့ဘူးဆိုတဲ့ချင်းမျိုးလေးတွေတွေ့ရတယ်ဗောနော်အားလေးကမတ်ချက်မှာတော့ AI eSport အနေနဲ့ပြန်ပြီးတော့ဥဆောင်ထားခဲ့တဲ့အပိုင်းလေးရှိတယ်တို့တော့ဒါပေမဲ့ eSport တော့တို့အနေနဲ့ဒီ high demolition ရသွားနေခဲ့တဲ့ match လေးမှာရင် network gap ကို balance ပြန်ပြီးတော့လှုပ်လာတယ် hierarchy ကတော့1 v 1ပဲ infographic မှာတော့ tactical ရရှိတဲ့ AI eSport ကအနေနဲ့ objective တွေအထူးသဖြင့် silent နေမှာပို့ပြီးတော့ နဲ့ comfort ဖြစ်သွားတဲ့အောင်လေးတော့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့တိတ်တော့မထူးသေးဘူးရ Falcon Esport က like ကထားနေတယ်ဆိုရယ်အခိုက်အတန့်တစ်ခုလည်းဆက်ပြီးတော့တွေ့ရတယ် Megain Time အရာတော့ Jazz ရဲ့ဒီနောက်က Joan နဲ့ Beast Control like ကမဲ့အရာတစ်ခုတော့ Backline နဲ့ Alita Obsidian အနေနဲ့ပြန်ပြီးတော့မဖြစ်မနေစောင့်ကြည့်ရမယ့်အနေထားမျိုးလေးလည်းဖြစ်တယ်သူတို့မှာ Garou Kacha နဲ့နောက်ကပါလာအောင်မဲ့ Heater ဆိုတော့ Backline Control ကအားကောင်းမယ်ဆိုရင်တော့ AI Esport အနေနဲ့ Summer Melody will pull you up if we do it. Black Yet, that's only chance. Nazia, Dragon Falling, you know, the good fighting. I'm Yayo, I'm Jashima. I'm a few years down the desk in the back line, swapping a retreat. Down to a zombie team, and realize they can't get a kind of beast control of a soul career. Messy, tell me your desk, so the AOG. Swapping up a Dico, she's in a very big air damage of a two man down, tap team dynamic. Well, for two trade, but the final cloud, Sanji, Yamino, Quedding, and so we may auto rage, ma. Damage, Malau, <laughs> the user, Kaida, Maro, EA, Esport. Now we got to balance, Yamino, Lutana, and Game of E. You come out today, you are in Yamino, Jao, no. ော့နော်ဖယ်ကွန်ဘက်ကနေပြီး try နေပြဒါမှမဟုတ်လဲ hero k တွေကတော့တောက်လျှောက်ဆိုလိုပဲအပြန်လဲကိုစီကိုစီပေးခဲ့တဲ့ movement တွေတော့ရှိခဲ့တယ်။စန်ဂျီသည်ဆွေ20 3ချောင်းလိုအပ်နေတဲ့အနေအထားဖြစ်တော့ကြောင့်မလို့ early game မှာသူ့ရဲ့ blending ကျွတ် damage တွေဟာနာကျင်နေဆိုတဲ့အနေအထားမျိုးတော့မတွေ့ရသေးဘူးဗျာနော်ကျွန်တော်တစ်ပတ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လဲ cloud အနေနဲ့ item တစ်ခွက်တော့ပြီးလာပြီ။ဒီလိုပဲတိတ်ပြီးတော့မခွာလာတဲ့ network အနေအထားတစ်ခုလို့သုံးသပ်လို့ရတယ်။ဒါပေမဲ့ leader ရဲ့ဒီ lane damage နဲ့စန်ဂျီရဲ့ lane damage ကဒီပွဲမှာ အမမင်းတွေတို့ damage output ပေးမဲ့အရှိရဲတဲ့ဟုတ်ဟုတ်တယ်လက်ရှိကလည်းကျွန်တော်ခုနကတော့ dash ရဲ့ repeat ပေါက်သွားတယ်ပေါ့နော်ကျွန်တော်ဓာတ်ရဲကနေပြီးတော့ဖွင့်လင်းပြောရင်ဒီတစ်ခေါက် the ms season 2မှာဒါ jungle ရဲထဲမှာနော်ကျွန်တော်တို့ objective ရရှိနှုန်းကျွန်တော် retreat ပေါက်တုံးပေါက်နှုန်းဆိုလို့ရှိရင်တော့ dash ကအမြင်ဆုံးရမယ်နေတူတယ်မရရရဲ့ saturation တွေမှာ အဲသူအနေနဲ့ရအောင်ပောက်သွားခဲ့တယ်ဗျာဒါပေမဲ့ကျော် join ဖြစ်နေရတဲ့ကြောင့်မဟုတ် Holy Crystal ပြီးတဲ့ timing ထိစောင့်အောင်မှဖြစ်တယ်ကျော်ရှိမှ mention လုပ်ခဲ့တယ်လို့ပဲဘင်းနဲ့အကျော်ဒီ damage ပိုင်းဆိုင်ရာကိုဒါအသားသွားပြီးတော့ကျော်ပြီးရတဲ့ပုံပါအရင်ကကဂျူနီလို့ပါဝင်လိုက်ရတယ် Cherokee ကထပ်ပိုင်းနိုင်နေပဲအခုချိန်မှလည်းဘင်းဒီအနောက်ဘက်တော့ပြန်ပြီးစုပ်ခွာနေရတော့မယ်ဗျာ Flicker လေးတော့ပေးလိုက်ရတယ်ဂျမီယာသူရဲ့နောက်တဲ့ gank ကိုချက်ပြီးတော့ကြည့်ရမလားအောက်မှာလည်း ban one လေးပဲ Dustin Messi သွားညိနေခဲ့တဲ့ခိုက်တက်မှာတော့ beast control အရတော့ damage လေး Holy Crystal timing လေးပါလို့သူအနေနဲ့နည်းနည်း Genius 1ပါညာ timing လေးနှစ်ချောင်းတော့တီးတော့စပြီးတော့လူရယ်ဗျာမဟုတ်လို့ရှိရင်တော့ thought <laughs> ဒီ spare ban အတော်လေးများတဲ့ယူရှောင်းကိုဘိုင်ဝင်လိုက်ကဖို့ကတော့ death ရဲ့ join အနေနဲ့အတော်လေးခတ်ဖို့ရရှိလိမ့်မယ်။နောက်မလဲ Yuri down shot လိုက်ချနေကြတဲ့ခိုင်တဲ့တကူသူ့မှာလဲ Quashero Shero ခေးရောပါမလာခဲ့ဘူးဆိုတော့ death အနေနဲ့နည်းလေးတော့ပြန်သွားမှတော့ရတယ်ပဲ beat control ဒီဘက်ကလဲ Quashero လိုက်ပြီးတော့ရဲဆိုပေမဲ့ Shero ခေးရှိမှ live ban လို့ရမယ့်အခြေအနေတစ်ဖက်ကလည်းအဲ့လို timing တွေမှာ winner crown timing တွေတော့ death ရဲ့ join ပြန်ပြီးတော့ကြည့်ရအောင်မယ်။ Lennon Flair နဲ့ PA Seven down shot live poke နေကြတဲ့ခိုင်တဲ့တကူမှာတော့တင်းဟောင်းရင်ဆိုင်နေရတဲ့အခြေအနေပြ။နောက်မလဲ Kades နဲ့ Amber Kimberly စပီးတော့တဲ့ခိုင်တဲ့မှာတော့ Fago Esport တော်တော်ရောက်ဖို့အရင်တော့တက်ပြီးတော့တစ်ဖက်က death down shot Shadow <laughs> Lemon and the PhD of Messi, Jamiro, Forban, Yami, AOG, Shadow right down in the Yuri, Fifi, the Blood, the Dark Message, and Jamiro, the backline, Control the Armor Messi, Jamiro, Giant, and one for straight down and game of me. Now Shadow Lemon, Yuri, and Lumia would a Joda game. Now Shadow Lemon, you go to the Mirror, so the one is the little damage, Jamiro, Pina, the P7, Jamiro, Giant, yeah, SMG, need to call Male, p the Pini, and a treatment down, but the Kuya, and the Tower of Fekko, now Shadow Lemon, and the Mirror, Shadow Swarry, yeah. င်ချအချိန်နဲ့ကျွန်တော်ရောင်းယူပေးသွားတဲ့ objective view ပဲတဲ့ကတော့တော်တော်လေးအလုံးပြစ်ခဲ့တယ်ဆိုပေမဲ့တကယ်တမ်းကျွန်တော်ဒီခုနကလိုမျိုး damage ပေးရတဲ့အပိုင်းကြီးတော့ KR ရှိမှုအပိုင်းကြီးရော Falcon မင်းနေနေပြီးတော့ဥဆောင်သွားခဲ့တာဗျာအော်ကျွန်တော်အရင် e-sport အနေနဲ့တော့ကျွန်တော် oh member ပါ first round ကြီးပေးလိုက်ရတယ်ဆိုတော့ mad awareness ဆုံးရှုံးမှုဘိုင်းဆိုင်ရာတော့စတင်ပြီးတော့ AI e-sport ပေးရအောင်ပဲဗျာ mad true tower bandage ပိုင်းနေမှာ AI e-sport အနေနဲ့ပြန်ပြီးတော့ကြာဆင်းလာပြီဆိုတော့အနေထားမျိုးမျိုးကျွန်တော်တို့စပြီးတော့တွေ့ရတယ်ဗျာနော် objective take download တဲ့အပိုင်းလေးတွေမှာ black gear tetronic charge ဒီ grow နဲ့ပြန်တွဲနိုင်တဲ့အပိုင်းလေးတွေကောင်းတယ်ဒါပေမဲ့တကယ်တကယ်မှာတော့သူတို့အနေနဲ့ ဟီရိုကီ2မှ3မှ download တွေကိုပြန်ပေးရတဲ့အချိန်ကြောင်းတော့ပြန်ပြီးတော့ ဘယ်လန့်လောက်ချင်တော့မခံလိုက်ရဘူးဗျာနောက်ကပ်ဒီ under 1k ပဲရှိရဆိုပေမဲ့ Falcon Esports ကစံကြီးရဲ့ cloud လုံးဝသွားပြီးတော့ comfort ဖြစ်နေတယ်သို့တော့ဒီဘက်က Elita ရဲ့ Obsidian ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Obsidian က late game minute ပိုင်းခြားဒီမှာအတော်လေးကောင်းတယ် dash လိုမျိုး join ဒီ join လိုမျိုး hero တော့မှသူ့အနေနဲ့ဒါ blink နေပါအရင် dash လို့မရအောင်ဆိုတော့အနေထားမျိုးလေးလည်းဖြစ်နိုင်တယ်ဆိုတော့ Obsidian ကိုလည်းသူ့အနေနဲ့အချိန်ထပ်ပြီးတော့ပြီးရမယ်အနေထားဗျာ Barricade Black ရပြီးရခဲ့ဒီရဆိုပေမဲ့ Apollo First Star ကိုတော့ trade တဲ့အနေနဲ့ Falcon Esports ပြန်လည်ပြီးတော့တိတ်ပိုက်ထားနိုင်ခဲ့ပါပြီ Okay เนาะ Barricade လောက်ကြမယ်ဒီ7အနေနဲ့ပြန်ကြည့်မယ်ဆိုလို့ ့ရှင်လည်းဒီနှစ်ပွဲစမှာသူ့အနေနဲ့တပ်ဖြတ်လို့ဘယ်မှာမလား AOG ဘက်တက်ရဲ့တောက်ချောက်တွေချလာသေးမှာနောက်မှာ donation to man တပန်းလာသေးတော့ပလတ်စတိုတေးမီတွေပြခွဲနေမှာ PS7 ပြချရပြ Yuri တောက်ချောက်လို့ပြန်ဆိုးကိုကျောင်းလိုက်မှာမက်ဒီတောက်ချောက်ပဲပြပြပြစင်းနေချရမှာ dash line နေနေပဲ elite တောက်မှာတက်ပြီးတော့အဆုံးသတ်ကျရှင်းနေကြတဲ့ Messi ဘန်ဒီအဆုံးသတ်ချိန်မှာ penny flick ပြပြပြရသေးရဲ့နောက်မှာတော့ပြန်လည်ပြီးတော့ဘတ်မပြ Yuri မလုံးနေရလဲတော့ကတူးလေးပဲဗျာ လို့စောင့်နေခဲ့ရတယ်။ဒါပေမဲ့ Quashero Shuriken တော့ပြန်တော့သွားလို့တော့မရတော့ဘူး။ဒီက ultimate ပြီးသွားပြီဆိုတော့အတူအနေနဲ့ဒီတိုင်းမတက်ရက်ကြည့်ပြီးတော့ပဲပြန်တော့ထွက်လာခဲ့ရတယ်။ဒီလို K ကနှစ်ကောင်နှစ်ကောင်ပြန်ပြီးလဲလဲပေးလိုက်ရတယ်။ခုနက DY mention လုပ်ခဲ့လို့ပဲ dash လို့မရအောင်เนาะကျွန်တော် dash နေတယ်။အတူတူမှအလီဂျာနေတဲ့ hell bomb ဒီပိုင်းနဲ့ပြန်ပြီး control သွားတယ်။ဒါပေမဲ့ချိန်ချိန်ထဲမှာပဲ dash ရဲ့ level 5ကြီး dance ရတော့သူတို့က shutdown key ပေးရတဲ့ဒီပြန်ပြီးဖြစ်ပြလာတယ်ဗျာ။ dash ရဲ့ fan min ကလေကျွန်တော် fully ရထားတဲ့ချိန်ဒီမှာရှင်းမနေရောက်လာပြီးတော့သူ့ချက်ထွက်လာတဲ့ magic power damage ကရှင်းထားတဲ့ပုံပြီးတော့များပြတယ်။ AOG stand နဲ့ဝင်သုံးရတဲ့ ိုင်းတွေမှာသူကားကပြူရတယ်နော်ကားရှင်နဲ့ခုံရင်းနဲ့ကိန်းစားတွေကရော်လေးလေးလေးမြန်မြန်ပေါ်ထွက်လာတယ်လို့ပြောရမယ်ဂျန်လန်တော်ကြောင်းရဲမှာကိုအောင်မှုကလည်းပနစင်းအစပြီးတော့ရှိလာတယ်ဗျာတစ်ဖက်ကဘလန်အနေနဲ့တောက်လျှောက်မဲ့ open ပြီးတဲ့အပိုင်းလေးတွေတွေ့ရတယ် objective တိတ်တောင်းလုပ်တဲ့အပိုင်းလေးတွေမှာ front line တော်လေးအားကောင်းတဲ့ messi ရဲ့ယူရှောင်း black dragon fall တွေရှိနေသေးရဲ့ဆိုတော့ဒါဟာရက်စီရဲ့ join တားစီဘူးတဲ့နည်းနည်းလေးတော့ခက်ခဲနေသေးတယ်ဗျာ viewers ကပါမလာဘူး background ကသူယူရှောင်းဖောင်ပြောင်းထားပြီးတော့သွားရှာတဲ့အချိန်ထဲမှာတစ်ဖက်က breeze နဲ့နေဝင်လာတဲ့အပိုင်းလေးတွေရှိတယ်ဗျာလူခိုးကတော့သူ့အနေနဲ့ hero key ရတော့တော်တော်လေးကောင်းတယ်ဗျာ3-2 kg ဆိုတော့ပြောစရာရရင်မလိုဘူးဗျာ header line ပြီးတော့ out of the zone ရဲ့ flip လိုက်ပြီးတော့ဒီ pressure ပေးတဲ့ damage ကိုလည်း McLaren က P7 Alita တို့ကနည်းနည်းလေးပြန်ခံရတဲ့အနေအထားမျိုးလေးရှိတယ်။နောက်ပွဲတစ်ပတ်က dance တောင်းချောက်ဝင်ကလာခဲ့ electrifying beast ဒီအောက်မှာ တားတော့မကသေးဘူးဗျာ AC လေးပဲဘနာရီမဖြစ်တဲ့တိုင်းတစ်ခုသူ့အနေနဲ့ပြန်ပြီးစောင့်နေရလို့ပြောရပါလိမ့်မယ်။အင်းဗတယ်ကတော်လေးတော့နောက်ဘက်မှာကွဲထွက်တာမျိုးတွေ့ရပါတော့။ဒါအင်းနဲ့ပုံစံလေးကလည်းကောင်းတယ်။သူလည်းရှိမှာတော့တော်လေးတော့နာနေပြီဗျ။ဘက်ဒီနဲ့သူကတော့တော့ဒီဆိုင်ဝိုင်းတော့မ drive ။ Little five beat ဒီပြူချိုးတဲ့ left flicker ချက်ပြီးတော့တောင်းထားသေးရဗျာ။နောက်မှ touch ball တီလိုက်ပြီးတော့ပြေးထားသေးတဲ့နောက်မှာ left ရဲ့ recall လေးပါလေးပြန်ပြီးတော့ပြေးရမယ်။ဒီချိန်တစ်ခုမှာ KA တီလည်းသူကတော့တော့ဒီတော့ကိုင်း။ဒါပေမဲ့ KA ကဘယ်လိုလဲရှိနေတဲ့အတွက်ကြောင့်မလို့အရင်ကြီးတော့ပြဿနာတော့မရှိသေးဘူး။ဒီလောက်ဆက်ပြီးတော့ပဲ fan ဘက်ကသွားနေတယ်။ လက်ရုံကိုဖောင်းစာပြီးတော့ပြောင်းလာသည့်နောက်မှာတောက်ချောက်ဆိုသလိုပဲတောက်အော်ဒီကောင်ကလည်းလုံးလဲတက်ဘက်ထက်ကြရတယ်ကြာ ့ the five piece ဖလဲတွေပြပေးထားသေးတယ်မရှယ်ရိုကီလိုက်ပိုင်းလာခဲ့ဆိုနေမယ်ဟီရိုကီပြန်လိုက်ပြီးတော့ရရှိချင်တော့မရှိသေးဘူးဆိုပေမဲ့ကျွန်တော်တို့ချက်လွှဲသွားခဲ့ရတော့ဆန်ဂျီပြပတ်သွားယာ oh my god ဟီရိုကီပြန်ပေးလိုက်ရတယ်ဒါပေမဲ့ဒီချိန်မှာတော့ပေါ်လာရတဲ့အချိန်မှာဖယ်ကွန်နေနဲ့ပြန်ယူသွားခဲ့တာဆိုတော့ဒီတော့တော့ကျွန်တော် AI နေနဲ့မင်းဆန်ဖြည့်ရှင်းလိုက်မယ်ဆိုရင်တော့ဒီလို advantages ကိုတော့ဖယ်ကွန်နေနဲ့အရင်ရသွားမှာတော့မဟုတ်ဘူးဗျာ well if one လေးပဲပြန်ချခဲ့တဲ့အနေထားမျိုးလေးသွားပြီးတော့ဖြစ်ခဲ့တယ် double gap ဒီ 1.4k ကိုဦးလီနဲ့ထိယူတော့ဖယ်ကွန် e-sport ဆက်ပြီးတော့ဦးဆောင်ထားနိုင်ကြတယ်ခဲ့တဲ့မျိုးမှာဒီလို advantage ကိုတော့ estimate smash လုပ်ခဲ့တယ်လို့ပဲသူတို့ဘက်ကစံချီမရှိဘူးဆိုရယ်ခိုက်တာတစ်ခုမှာ Fourier ban နဲ့ရောက်လို့ခတ်တယ်နောက်မှလည်း Nuko Arrow ဟန်နဲ့သုံးချမ်းတောက်ရှော့လိုက်ပေးခြင်းနဲ့ခိုက်တာတစ်ခုမှာတော့ PSA ban အန်ဒီကပေးရှင်းပြန်ရအောင်သူ့အနေနဲ့ပုတ်ကလေးတော့ပြန်ပြီးတော့ Lennox Flan လေးနဲ့ Beat to me ရရှာနေခဲ့တဲ့အနေထားမျိုးလေးတော့တွေ့ရတယ်ဒါပေမဲ့ Mayor second target ကိုတော့တစ်ဖက်ကလည်း Dash တောက်ရှော့လိုက်ပြီးတော့တွန်းနေခဲ့တဲ့ခိုက်တယ်မှာကြံနေခဲ့တယ်နောက်ကပါလုံးပဲဒီ PSA ban မှာတောက်ရှော့လိုက်ပြီးတော့တွားနေခဲ့သေးတယ်ဗျာမူမူချင်းတော့ချေပြင်းတယ်ဒါပေမဲ့ second target ခတ်ပြီးတော့ PI Beast control တွေ backline only Elida only ကိုလိုက်ချနေခဲ့တဲ့ PSA အောက်မှာတောက်ရှော့လိုက်ကားနေတယ် Dash us and he don't jump you a so that you know throw that kind of a question for like jury yeah kick game but got dash the all about do go jump you a so that be tall for me jury ဒီတစ်ခေါက်မှာ point win တော့မရလိုက်ဘူးဗျာလုံးဝကြီးမားလာပါတယ်ဆိုတော့ damage output တစ်ခုတော့ new go ထုတ်ပြသွားတယ်เนาะ power one left ဒီပြန်ပြီးတော့သုံးရတဲ့အခိုက်အတန့်မှာ jury stamina နေနေပဲ damage ပါတကားရဲစားသွားတယ်ဒီကပြောပြအောက်မှာလည်းစံကြီးတော်လေးပြပြချိုးထားသေးတယ်ပဲကုန် e-sport အနေနဲ့ပွဲသားရင်17မိနစ်မှာရရှိလာခဲ့တဲ့ long နဲ့တူ mega ရဲ့ passage ကြီးတွေကိုတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ယူနေရယ် DFD အလီဒါစီကိုတောက်လျှောက်သွားပြီးတော့ မတိပဲနဲ့ပြောတော့သွားတယ်ဆိုတဲ့ movement เนี่ยဒီဘက်မှာတော်တော်လေးကောင်းတယ်ဗျာဟုတ်လားဟုတ်မယ် AUG သူတို့လူချင်းရဲ့ mega tower delay ပြန်ယူဖို့အတွက်လှုပ်ထားတယ်ဗျာဟုတ်ဓာတ်ချက်လာရင်လမ်းကြောင်းတွေအတွက်အိုးဒီချိန်မှာတက်ပြီးတော့ PC တက်တော့ PA7 တော့ဖြစ်ကတ်ချိုင်းနေပဲ killing spree ဗျာတန်ကိုဘယ်သူထိမ်းပါလဲ US stand နေတဲ့ဒီထိမ်းပါလဲပါမလားဦးစင်တာကစတန်နေမရှိနေဘူးဆိုတဲ့ back line เนาะ destiny ရဲ့လှုပ်ွက်တွေကိုဘယ်လိုမှမခံစားနိုင်ဘူးဆိုတဲ့အခြေအနေမျိုးရောက်လာတယ်ဗျာသူတို့ဝင်တဲ့ front time တွေရိုင်းရောချိစရာမလိုဘူး back line နဲ့ electrifying beast တွေနဲ့တောက်လျှောက်လိုက်ပြီးတော့ကကျင်တဲ့ခုံကျင်တဲ့သွားရဆိုတဲ့ canada နေမှာ ai sport ရဲ့ back line နေ pop နဲ့ ပြိုကွဲနေတယ်ဆိုတဲ့အခြေအနေတစ်ခုကိုဆက်ပြီးတွေ့ရတော့မလဲကွန်စီတစ်ဖက်ကလည်း KDS နဲ့ Unbreakable တွေစပြီးတော့ချိနေကြတဲ့ခိုက်တဲ့နောက်မှာ Barricade ဘာလို့ဆိုနေတက်ချိနေကြတဲ့ခိုက်တဲ့မော်တော့ Falcon Esport အနေနဲ့ AC လေးပဲမင်္ဂလာတော့မရခဲ့ဘူး Diamond လည်းပဲအထီပါမရှိပဲနဲ့ပြန်ပြီးတော့4ဘတ်သွားတယ်နောက်တော့ Lord Diamond တွေမှာလည်း AI Esport ဒီ Game Duration ကိုဆွဲဆက်မှာလားဒါမှမဟုတ်သူရဲ့နောက်တဲ့ tenant boy တကူကိုပြန်လှည့်ပြီးတော့ရှာဖွေသွားတယ်မလား elita လွတ်မြောက်ဖို့ကလည်းပုံပြီးတော့လိုအပ်လာတယ်ထို့အတူ hand of bone နဲ့ right hand လေးသုံးခွေရဖို့ကလည်းသူတို့အတွက်ပြန်ပြီးတော့အရေးကြီးလာတယ်ဗျာ 有 solution 的，那我也难怪不听。我在推荐的 DJ，听得哗啦的呀，为你变换主题。哎，这样子啊，这多妙啊！你们这些都没学过呀。OK，这多妙啊！哎，你本身呢，咱们偏职业嘛，对不？Leader，Leader，你呢 DJ 嘛？哎，你呢，厉害了，哦，厉害了，DJ 耶。那从头呢，为了你家团呢，阿拉们听下子，听呢不咯？哎，不怕嘛，卡拉 O 呢嘞，穿的东样比 O 比 O 嘛，为了你家，这比 O 比东东来听呢。第二个偏哪，偏呢嘞，对不？伊，我，不怕讲，为了你家，阿拉就偏比难呢听嘛。 သူမှသူ့ဘာမှလုပ်လို့မရဘူးဖြစ် LPC 五路这边 AI，你要站起来了，阵容 AOE 的破坏力，特别是测试的伊巴利，比阿米洛巴尔纽科，你敢抓比较强硬的，你敢来开那个伊巴，加东鸟鸟路那么高，他们得分个快削弱，Damage 本来都得有，所以开那个鲁班纽科，库里波阿斯特真的，阿姆雷基曼的 Magic Only 的 T10，Death with the Rift Fusion，打个 show，然后上皮给他 Damage 把 AOE，反过来抓比较脆的，打的高，那 Juri 抓比较坚的，然后弗雷里跟上皮给他开的把快削弱，比阿米诺的元素嘛，伊洛罗伊恩伊兹博尔，伊拿卡鲁比亚的右边，或者你带张鲁鲁高呢，Groro，你小龙伊亚的元素嘛，整个 Resource 对吧，他比如要双雄抓不住。 ရှိနေဦးမယ်ဒီကဖမ်းလို့မရအောင်ပြင်တာเนาะကျွန်တော်ဒီငကားတော့အော်မပြီးသေးဘူးဘလူးဘယ်လီပါလီပြင်ပြီးတော့ဒိုင်မန်လုံးဖို့တော့ကျူးသွားနေတယ်ဒီမှာလည်းနန်နယ်ဖလက်ပြပြကပြထားသေးတာမကင်းအင်းအင်းများတယ်ဂျက်စ်ဖဲသုံးဝင်မကြတိုင်းမကောက်ဖို့ဆိုချက်တဲ့အဲ့ဒီပြပြသုံးထားသေးတယ်ပြပြပရီဖိုင်နဲ့ကဲထားသေးတယ်ဖလက်ပြသုံးထားကျွန်တော်တို့ချက်ဝမ်းမဲ့ပြပေးထားတယ်ဗျာမက်ဆီ 我们这边飞了，r 们这边有，这边有来了，比他这 e 李达 e 然后 PK 把小龙拉起来，再讲，check OK 吧，i 来嘛，check OK ba l 达，边那边 i 野 s 的吧，对，one for two，这边来 grow，把这边扯飞了，这边 damage 的，哦，我 e 来打 plan，来 n 掉 target 的，所 u me first，那边来一 a low banish，e 那 game 玩 l s e ispo，杀掉 jalide，打 me three for the full saturation，旁 a 嘛，低 low banish，哥 double shot a 一波，突 i ne y e 被雷 a l 掉，e 在马来 ian ispo，main 比欧，me me 这边 l 打李达。 with a hand on ball. Back hand also chain again. Damage to Jarma. Chain again. New good to go. Lando Flair. Cameo time. And Elida. Bien Miro. Thank you. 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 Thank ပဲကို e-sport တင်းနေနေရတော့သူတို့တော့ပြန်လည်ပြီးတော့ time လေးကြီးကြလာတာဘာလဲဆိုတော့ new core ရဲ့ impact လေးတွေเนาะ late game minute အပိုင်း6ကိုစပြီးဝင်ရောက်လာတဲ့အချိန်မှာ နည်းနည်းလေးတော့ကြာလာလေလို့ခံတော့ခံရသားတယ်ဗျာ။စန်ဂျီစီပလန်ဇိုဒေမေ့ချ်တွေပြန်ပေးခဲ့တယ်။ဒါပေမဲ့မက်ဆီရဲ့ right hand petrify ခဲတဲ့ဟာတွေကလည်းတော်လေးကောင်းငယ်ဆိုတဲ့အနေအထားမျိုးတော့ဖြစ်လာပြီ။နောက်ပိုင်းမိနစ်တွေမှာ depth တက်ရောက်တဲ့ Daniel Bush ဝင်တိုက်ပြီးတော့သိပြီးတော့အပြင်ပြအခန်းကဏ္ဍမျိုးမတွေ့ရဘူး။အချင်းထဲမှာဆိုင်လို့ရှိရင်တော့ပယ်ဖို့ကနည်းနည်းပြဿနာရှိပြီ။ပြီးတော့ Jordi Dash နေနဲ့သူနောက် TAT ကိုသွားဖို့အတွက် Minion Land, Lyra Land ကြောင့် Dash ကိုတစ်ခုခုတော့ဂျားထဲမှာတစ်ခုခံရသေးတယ်ပေါ့နော်။အဲ့သွားရ Land ကြောင့်သာမရှိနေဘူးဆိုလို့ရှိရင် Leader နောက်ကပ်ဖို့ဒါ game ကိုခက်ခဲတဲ့အနေအထားမှာရှိရယ်။ခုနကတော့ Battle Fee စီမှာဆိုလို့ရှိရင် Leader နေနဲ့ဟုံး နောက်ဆုံးမှာနေတယ်အဲ့ BC ဘာအကုန်လုံးပြီးသွားမှသူဟန်တော့ဘောင်းနေပိုင်းနဲ့အကုန်လုံးလိုက်ချတဲ့ပုံစံတော့တွားတယ်ဗျ Indi only like gain နေရတော့ Messi လို့ပြောလို့ရမှာပေါ့နော် front liner damage taken ဘိုင်းနေရ AI e-sport နေဒီ defender တကူကနေ K ရေ၃កောင်လောက်ထိရရှိလိုက်တဲ့အခြေအနေမှာဘာပဲနေနေ3ရဲ့ movement တကူအချိန်တကူဒါပြန်အားလိုက်တဲ့အခြေအနေတဘောမျိုးတော့မြေတွေ့ရတယ်ဗျာ Tower Vanish အရာတော့ AI e-sport တွားနေကြတယ် high ground defender ကအတော်လေးအဆင်ပြေနေလို့ကျွန်တော်ပြောရလိမ့်မယ် Falcon e-sport အနေနဲ့ပြန်ပြီးတော့ Spike Gustin လိုအပ်ချုံမှုတွေရှိတယ်တချို့တော့ high ground attacker မှာသူရဲ့ boost map အမားလေးရှိခဲ့တယ်ဗျာဒါတို့ကောင်းကောင်းကြီးပြန်ပြီးတော့ ရှောက်ဖွေးတဲ့အပန်းလေးတွေထန်းတဲ့ဘွယ်ပြန်ရှာတဲ့အပန်းလေးတွေမှာအတော်လေးအားကောင်းနေတာမျိုးကိုကျွန်တော်တို့ပြီးခဲ့တဲ့ဗက်တန်ပေါ်တော့တွေးလိုက်ပြီးသွားပြီ1 4 3လောက်တိတော့သူရဲ့ဘက်ခမဘွယ်လေးပြန်ရခဲ့တဲ့ခြေမျိုးလေးပါသို့တော့တော့ဒီတာဝါအဗန်တေ့ချ်မရှိခဲ့မဲ့တဲ့ဂျန်ကစပေ့စ်မှာသွားပြီးတော့စိုက်မယ်ဆိုရင်ရောဆိုတဲ့မေးခွန်းတစ်ခုကလည်းကိုကြီးဒီနေရာမှာရှိလာတယ်ဗျာကျွန်တော်တို့ကဟန်နိုဘုံနဲ့နောက်ကရှိနေခဲ့တဲ့ Elite Obsidian ကိုကောင်းကောင်းကြီးတော့တာဝါအဗန်တေ့ချ်နဲ့ဘက်ကပ်ပေးထားနိုင်တယ်သို့တော့တာဝါမရှိတဲ့နေရာတွေမှာ Death Space တွေမှာ Ambush တွေမှာမာရီမြောက် Obsidian ကို AI Esport ဘလူးကာကွယ်ကြအောင်မလဲဒီပြဿနာကတော့သူတို့လက်ရှိချိန်မှာအကြီးမားဆုံးအရာတစ်ခုတော့ဖြစ်လာပြီဟုတ်တယ် okay ဘာလို့ဆိုတော့လောကပေါ်တော့မှနောက်10စက္ကန့်တွေမှာပေါ်မယ်အဲ့လိုပဲရှေ့ကိုကောင်းတိုးပြီးတော့လောဘတဲ့အတွက်လာခဲ့မယ်ဆိုတဲ့အချိန်တွေကမှ dash နေနဲ့တောက်လျှောက်ဝင်လာခဲ့မယ်ဆိုလို့ရှိရင် grow ရဲ့တော်တော်လေးချက်ကိုသုံးပါလားမသုံးလားဆိုတဲ့မေးခွန်းမျိုးကလည်းရှိတယ်ဗျဘာလို့လဲဆိုတော့ခုနကအချိန်တွေမျိုးမှာ blood တီတော်တော်လေးချက်ကိုမပေးဘဲနဲ့ flicker သာပေးခဲ့တယ်ဆိုတဲ့အနေအထားမျိုးလည်းရှိခဲ့ဘူးတယ်ဗောနော်ဆိုတော့နောက်မိနစ်တွေမှာ leader အနေနဲ့ကတော့ ဂျွိုင်းရဲ့ little fire beat မပြီးသေးဘူးဆိုလို့ရှိရင်တော့ဗတယ်တွေကိုမဝင်တာတော့ပို့ပြီးတော့မကောင်းလိမ့်မယ် AOJ ရှိတယ် Traction Boss တွေရှိမယ် New Code လိုက်ပြီးတော့ပိတ်ဆို့မှုတွေရှိမယ် Alida Doll လေးကိုပိတ်ဆို့ခံထားတဲ့အနေအထားတစ်ခုမှာတစ်ပတ်ကစန်ဂျီဒီ comfortable ဖြစ်နေဆိုတဲ့ခံစားချက်မျိုးရတာဗျာ Yuria Band ကို aim မယ်ဆိုလို့ရှိရင်တော့ Messi ကတော့စန်ဂျီကို aim နေမှာရအဲ့ဒီအခု low fight တစ်ခုမှာသူတို့မဲမှာရှိရဲ့ mega link ပြီးရတယ်ဗျာဒါပေမဲ့ဒီနောက်ဝင်ဖို့အတွက် broken wall ချိုးပင့်နေတဲ့နေရာများဒါမြေပုံဖြစ်နေတဲ့အတွက်ကြောင့်လို့တော့ AI ဘက်ကပြောင်းလာလို့ရတယ်ကွာ share ကိုအရင်ကောင်းတယ်မဲ share ကဟိုးမဲ့တဲ့ဒီရောက်သွားချိန်မှာ task အရင်ဆုံးယူသွားပြီဗျာသူတို့ charge မှာ3 မာဘက်ကဘက်လိုင်းမှာချက်နေကနောက်တစ်ခါ။ဘလက်ချက်နေကတဲ့ခိုင်နောက်တစ်ခု AOG နဲ့ KDS လောဘက်လိုင်းကိုအန်ဒီရဲ့ကပေးရှင်နဲ့ထပ်မေးခဲ့တဲ့နောက်မှာတော့နည်းနည်းလေးတော့ကွဲပြားသွားခဲ့တဲ့ဘက်တချင်တစ်ခုကိုတော့ဆက်ပြီးတော့တွေးရတယ်ဗျာ။ Law take down လုပ်တဲ့အပိုင်းလေးတွေမှာ Falcon eSport တော်တော်လေးဥမာတည်တတ်တယ်ဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ဆက်တွေ့လိုက်ရတယ်။ Tetronic Charge တွေ you shot a black dragon fall နေရာလက်ရှိချိန်ဒီသူတို့ရဲ့ objective အတွက်အရင်ကတော့ကြီးမားတဲ့သူတို့တွေဖြစ်လာခြင်းတော့မရှိသေးဘူးဗျာ။ဒီ Law advantage 4v5 saturation point မှာ AI eSport high ground defend တစ်ခုကိုဘယ်လိုလုပ်ပြနိုင်မလဲဆိုတဲ့အချက်ကသူတို့ရဲ့ game duration ကိုတော့ ဆက်ပြီးသွားဖို့ရရှိနေပါဦးမယ်။ကဲနော်ဗိုင်းဆက်လုပ်ကြမယ်။ဒီလော့ဒီတကယ်လို့ defend ဖို့တော့လိုအပ်နေပြီ။အောက်မှာလည်း dash and level 5 piece တွေဝင်သွားဖို့နောက်ဆုံးတစ်ချက်ပဲလို့ Crescero သွားထိတာသေးရ level 5 piece ပြပြနေတဲ့ flash မှာ Crescero ကပြပြပိုင်းလာသေးတယ်ဗျာ။ Megatorok ကိုတောက်ချောက်ဆိုလိုပဲ Falcon EA Falcon သိနေတဲ့ရယူဖို့ကြိုးစားခဲ့ရင်လည်းဘလို့မတော့မကြသေးဘူးဗျာ။ Mega 3လေးရဖို့အတွက်တလိမ့်မဲ့လိုရတဲ့အခြေအနေပါ။ တဖြည်းဖြည်းနဲ့ Falcon ရဲ့ကျွန်တော်ဒီ attack game ပုံစံမျိုးတွေ objective ယူတဲ့ပုံစံတွေမှာဒါတသက်ရဖြစ်လာတဲ့အရာကိုဒါတွေ့မြင်လာခဲ့ရပါဗျာ။ဝင်နေပြောကျွန်တော်ဒီ objective fight တွေမှာကလေးကဒီ drop တဲလာခဲ့တဲ့သတို့ဒီ AOE damage ပိုင်းဆိုင်အောင်ပို့ပြီးတော့လေးထားတယ်။ဒါ AI ဘက်ကလည်း signature hero တွေဖြစ်တဲ့အရာတွေအကုန်လုံးသတို့ 那亚五强来听你啊，不是代表。那反正路沿呢，主要厉害，刚刚在步高呢，在边边抓不住，因为一过分嘛。现在吸引我们 AOG，那玩儿加血再带，准备 LVP 那玩儿，跟 AED 呢，别别跑你啊！哎，你看李章仁呢，就咱们边呢步高的，蛮子又把包过我，还能跑你阿毛？别莫上来就，怪他变不，怪他喽，没变啊，三级。 With p l e a l a n i t o u r a 3v1，阿 e 达 Takedown o t a new core。澳洲教 e 的 Three Man Down 的 Jarima Juri 比 o 米奥，十五 W Game，One for Three，The Jura，The Insa Granda，3v2，澳洲 Kenan s h r e e by Billy O，今日的 Kubaro o v e 阿贝尔 Falcon，Game Number One，罗 a 威打比勒击败了。哎，弟弟，干嘛嘞？这 e t 巴大 e a 啥呢？广东罗州里 a 比达打的路被比阿米米 e a l i s p o r t i n g 广东偏心拉的，索尼没来，反正 Isporting 罗。